ကမြောထပြီးတော့လက်တန်းရရောက်လာဒီမှာအဲ့ဒါကိုဘာလုပ်မလဲဆိုတော့အခုဆေးထိုးထားတယ်သူ့မိတ်နဲ့ဆေးပေါ့နော်ဆေးထိုးထားပြီးတော့ဒါသူ့အဲ့တန်းရကိုဂလူးကိုနဲ့ဆေးမယ်ပေါ့ဂလူးကိုရည်နဲ့ဆေးမယ်ဆေးပြီးဆေးထည့်ပြီးတော့ပတိစီရမှာပေါ့ဒီကောင်ဒါဆိုအဲ့ဒါတလပဲကြာချိန်တလအနည်းဆုံးပဲအဲ့ဒါတော်တော်နဲ့မပြောက်ဒီမှာလေပေါ်အရေးပြားကြီးပြဲထောက်ပါဒီလိုလက်တွေခြေထောက်တွေရဒီနေရာတွေက အသားမရှိတော့လေပျောက်ဖို့ကြာတယ်ချိန်ပြေးရတယ်အသားဆိုရင်တော့အဲ့လောက်ပြဿနာမရှိဘူးကိုအယိုးနေရာအေးဆိုတော့သူငငယ်တော့လည်းအသားမခွက်ခင်ရတယ်တခါဖြစ်သေးတယ်လက်မှာအခုတော့စီးထိုးတာလို့မှိန်သွားပြီ ဟိုပက်တီစီမခံဒါအခုဒါဆေးလိုက်ပြီပေါ့နော်ဆေးလိုက်ပြီဒါအမွှေးတွေဘီနာအမွှေးတွေအကုန်ပတ်ရိတ်လိုက်တော့အမွှေးတွေအရင်ပတ်ရိတ်လိုက်တော့အနာရက်ကြီးတယ်ဒီအပေါ်အဖက်လေးအောက်မှာလည်းလန်နေတယ်ဒီမှာအကျော်တွေဒီနားတွေအသားမရှိတဲ့နေရာတွေဆိုတော့ပြောက်ဖို့ကြာမယ်ဒီနေရာတွေအစ်စ်တတိဒါပက်တီစီရမှာပက်တီကို နှစ်ရက်တစ်ခါလောက်လဲပြန်ဟောဒီပက်တီးကအဲနှစ်ရက်တစ်ခါလောက်ဒါပြန်စီးစီးချစီးချပြီးတော့ပက်တီးစီးစီးလိုက်ပက်တီးစီးလိုက်အဲ့ဒါနှစ်ရက်တစ်ခါအမြဲလုပ်ပြရမှာအခုတော့ဒါပက်တီးစီးပြီးသွားပြီပေါ့နော်ပက်တီးစီးပြီးသွားပြီဒါကျွန်တော်တို့ပက်တီးစီးတဲ့ခါကျရင်ကျွန်တော်တို့ဒီအောက်မှာခွန်းနေခံတယ်ပေါ့နော်ခွန်းနဲ့ပတ်လိုက်တယ်ခွန်းနေ3လေးတက်လောက်ပတ်လိုက်တယ်ခွန်းလိုက်တယ်နေ ကွန်လေးတွေနဲ့ပတ်ပြီးတော့မှဒီပွားနေပြီးတော့ကွန်လေးကကြတော့ဖော့ဖော့ပဲပတ်တယ်ဗောနော်။ตาလေးပဲပတ်ပြီးတော့ဒီပွားနေပြီးတော့ထပ်ပြီးတော့ဒါပါခေါ်လဲကိုပန်လို့ခေါ်တာဗောနော်ဒီကခေါ်တာတော့ကိုပန်နဲ့ကတ်တယ်ဒါဒါကတော့ပွားတိတ်ပုံစံဗောရှော့ကြမှာဆိုလို့ပြီးတော့ဒီမှာဒါလေးဖောက်ထားတယ်။ဒါလေးဖောက်ထားတာဘာလို့ဖောက်ထားလဲဆိုအစ်စ်ဖြစ်နေတဲ့အတွက်အစ်စ်ဖြစ်နေတဲ့အတွက်သူကိုွေးလို့ဆန့်လို့ကောင်းဒီမှာလေဒီနေရာနဲ့လန့်ချိန်လိုက်ဗောဒီမှာ ဒီမှာအစ်စ်နေရသူ့အစ်စ်နေရနဲ့ဒီကနဲ့ချိန်ပြီးတော့ဒီနားလေးမှာဖောက်ပြီးတော့အထက်ကကွန်းစာကိုထုတ်ထားပေးတယ်။ဒါကွေးလို့ဆန့်လို့ကောက်အောင်ပေါ့နော်။အခုဒီလိုဒူးစစ်လက်စစ်တွေရဲ့ဒူးစစ်တွေနေရာမှာဖြစ်လို့ရှိရင် तू ကကွန်းပတ်တာပဲဖြစ်ဖြစ်အပေါ်ကတိတ်ပတ်တာပဲဖြစ်ဖြစ်ကွန်းကိုပြဒီတိုင်း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 ဒဲအီးတွေပတ်မသွားဘူးပေါ့ crossing ဒီကနေဒီလိုလေးဝိုက်ပြီးပတ်သွားမယ်။ပြန်ဆင်းလာရင်လည်းဝိုက်ပြီးတော့ပြန်ဆင်းလာမယ်။ ဒါကဟိုဆရာဝန်ပြောပြတာဗောနော်ကျွန်တော်တို့ကတော့ပတ်လို့ရှင်တော့မသိတော့ဆက်ဆခြင်းတော့ဒီတိုင်းမပတ်တာဗောနာဆရာဝန်ကတင်ပြီးတာဗောဒီလိုလေးပတ်ရတယ်ဗောနော်ဒီကျန်တဲ့နေရာတွေကြာရင်တော့ပြဿနာမရှိဘူးဒဲပတ်သွားလို့ရတယ်ဗောနော်ဒီနာကအစ်စ်ဖြစ်တဲ့အတွက်သူ့ရဲ့လှုပ်ရှားမှုကောင်းအောင်အတွက်ဗောနော်ဒါတော့သူကတော့စနစ်တကျပြပြတာဗောနော်ကျွန်တော်တို့ကျွန်တော်လည်းလိုက်ပြီးတော့မေးမြန်းနေတော့သူကတီးတော့ကျွန်တော်မေးကြရအောင်မလို့သူကပြပြပေးတယ်ဗောနော်ဒါဘလို့ဘလို့လောက်ရတယ်ဒီနားလေးတွေဆိုရင်ကျောင်းဝင်းသဘောကောင်းတယ်ဗော ြောပြပေးတယ်ကျွန်တော်အဲမေးတာကိုမေးတော့မေးနေမှတီးတော့သူကအခုတခုခုဆိုတာနဲ့ကျွန်တော်လိုက်ကြည့်တော့သူပြောပြပေးရပါဘူးဒါတော့ပတ်ပုံပန်နီပတ်လို့ရှိရင်လည်းလက်ကိုတက်တက်လေးထားမယ်ပေါ့နော်အစ်စ်နေရာဖြစ်တဲ့အတွက်ဟိုပုံစံမှန်အောင်ပေါ့နော်တက်တက်လေးထားပြီးတော့မှပတ်မယ်ဒီလိုဒီနားတွေဖြစ်တာတော့ဘာလို့ဆိုရင်တော့ပြဿနာမရှိဘူးပေါ့ဒီလိုခက်ဆန်းဆန်းလေးလည်းပတ်လို့ရတယ်ဒီလိုအစ်စ်တွေဖြစ်တဲ့နေရာကြရင် တက်တက်လေးထားမယ်မြင်းကိုတက်တက်လေးထားပြီးတော့မှတိတိချာချာဆက်နေတကြလေးပတ်မယ်ပေါ့ဒါလဲပြရမှာပေါ့နော်ဒီတိုင်းပတ်ပြီးပြီးလို့တော့မရဘူးပေါ့ဆေးလက်ထိုးပြီးဆေးလက်ထိုးပြရမှာပေါ့ဒါတော့ပတိစီးတာလေးပါခုဆေးကြတော့မပြည့်သေးဘူးပေါ့ဆေးချိန်ပြန်နည်းနည်းကြမ်းနေသေးတယ်အဲ့ဒါနေရောပဲအဲ့ဒါခန်းနဲ့အဲ့ဒါတလတလခွဲပဲအဲ့လိုနေရာတွေဖြစ်ရင်တော့ချက်ချင်းပြောက်ဖို့တော့မစဉ်းစားနဲ့ သွားပြီအဲတလကွဲပဲအဲသူခန်းနေနေတော့ဟိုးဟိုးအချင်းမှုလို့ဖြစ်နေဖြစ်သွားအဲ့လို6ရောက်တွေလက်တည်ဒါအပေါ်ရန်အရေးပြားဆိုတော့ပြဿနာမရှိဘူးအထက်ကအတွင်းထဲဟာတွေပါဖြစ်သွားတာအကြောက်ရတော့ဘောနော်အတွင်းထဲဟာတွေပါဖြစ်သွားရင်တို့ကအသက်နဲ့ရင်သွားပြီဘာလို့လဲဆိုတော့ပြိုင်မင်းနေဆိုတော့တခုခုခိုင်းမိသွားပြီဆိုအတွင်းပိုင်းခိုင်းမိသွားပြီဆိုရင် သူတို့ကတုံးလို့မရတော့ဘူးသွားရောတားခွဲထားတာကဥမာတလားတလားလောက်ပဲရှိအောင်မနဲ့တွေ့အရင်ငယ်ငယ်တုန်းကသူ့အမေနဲ့နေတော့လည်းတစ်ခါဖြစ်သေးတယ်လीသူ့အမေနဲ့တော့ဟိုဘယ်ဘက်လက်ဘယ်ဘက်လက်အဲကမြင်ဆိုရင်ကမြင်ဖြစ်တာပေါ့ပြင်းလွှိုင်းနေအဲဒီကဂဲတုံးนี่ပေါ်တော့လဲတာတော့ဘာလို့ဆိုဂဲတုံးနဲ့တိုက်မိဖြစ်တာပဲအမလေးဒီကောင် ပထမတာအုပ်တာအုပ်လေးဒါဒါတော့ပတိစီပုံစီနီလေးပေါ့နော်ကျွန်တော်နောက်ကြုံရင်တော့လဲတခါတယ်စီးတဲ့ဟာကိုယ့်ကိုစီးတဲ့ခါကျရင်ကိုယ့်ကိုဘလိုလေးစီးတယ်ဆိုတာအသေးချာလေးကြိုက်ပြအောင်ခုကဆရာဝန်နဲ့ဆိုတော့ तू အားနာတော့မရရအောင်ပေါ့နော်ဟိုလုံးလုံးနေတဲ့ခါကျတော့အရင်တော့တော့ကျွန်တော်ပတိစီကလေးတင်တော့တင်ထားပြီးတယ်ပေါ့နော်အဲကျွန်တော်တင်ထားတဲ့ဆိုင်ဆရာဝန်စီးတာတော့ပို့ပြီးတော့စနစ်ကြတာပေါ့နော်ကျွန်တော်လည်းအခုနောက်ပိုင်းမှာ ဆရာဝန်ကတရားလေးပြောပြတော့အဲကျွန်တော်အရင်ကတော့ဂျုံလိုစီးတာပေါ့ပတိလေးပွားပတ်ပတ်ထလိုက်တာလေပြီးရင်ပွားထပ်ပတ်အဲ့လိုမျိုးပေါ့အဲသူကြတော့အဲ့လိုမဟုတ်ဘူးစနစ်တရားလေးဘယ်လိုပတ်တယ်ပြောပြပြီးတော့အခုတီးရတာပေါ့ဒါကျွန်တော်ပြန်ပြီးတော့ကျွန်တော်တီးတဲ့လောက်လေးပြန်ပြောတဲ့သဘောအားလုံးကျေးဇူးပါ